ားလုံးပဲမင်္ဂလာပါကျွန်တော်ဂူးလုံးမဲ့ reading ကတော့မိတ်ဆွေတို့တရှိမိသားဖြစ်တယ်ပေါ့နော် keep up on the line orange တွေကိုတုံးပြီးတော့မိတ်ဆွေတို့ reading လုပ်ပေးသားမှာဖြစ်ပါတယ် keep up of the line orange တွေထဲမှာဆိုရင်ကျွန်တော်တို့ကဘာသာဘောင်းဆောင်ကနေပေါ့နော်ကိုယ်ကွယ်ယုံကြည်စည်းကပ်ကြရတယ်ပေါ့နော်။နတ်ဖျားတွေနတ်ဖျားမတွေပေါ့နော်။သူတော်စင်တွေပေါ့နော်။အဲ့ဒီပုံကိုယ်တွေကနေမိတ်ဆွေတို့ရဲ့ စ္ဆုတ်ပန်တဲ့အနာဂတ်အတွက်ပေါ့။ဘာတွေလှုပ်ဆောင်တင့်လဲဆိုရက်အကြံပြုချက်တွေကိုကျွန်တော်အနေနဲ့ renew လုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကတ်၃ကတ်ချထားတယ်။မိသွေတို့ကကြိုက်တဲ့တကတ်ကိုရွေးချက်ထားနိုင်တယ်။ပြီးပြီဆိုရင်တော့ကျွန်တော်ကတ်၁ကတ်၂ကတ်၃အစလိုက် renew လုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးတော့ကျွန်တော် cat 1ကိုပေါ့နော်စပြီးတော့ကြည်ပါမယ်။ cat 1မှာ ဒီကက်ကြပါဒီကက်ကတော့တော်တော်များများလဲတီးပြီးသားပုံကိုပဲဖြစ်မှာပါဒီကတော့မဟာဝတာဘဘာကြီးပေါ့နော်အဲ့တော့အဓိပ္ပာယ်ကတော့မဟာဝတာဆိုတော့အလွန်ကြီးမြတ်တဲ့ဘဘာကြီးဆိုတော့ဒီဆရာပေါ့နော်ဆရာမြတ်ပေါ့နော်အဲ့ဒါမျိုးကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒီဘဘာကြီးကအဲ ကံဝန်းကိုရွေးချယ်ထားတဲ့မိတ်ဆွေတို့တက်ကိုဘာတွေလမ်းညွှန်မှုပေးထားလဲဆိုတာကိုကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာပေါ့နော်ခံစားနေရတဲ့အတိတွေတတိတွေကိုတဲ့ပို့ပြီးတော့ဖြန့်ကျက်ထားပါဆိုပြီးတော့ဒိဋ္ဌိရရပါတယ်ကိုယ့်ရဲ့စိတ်ကိုသာအဓိကပြင်ဆင်ပြီးတော့ကိုယ့်ရဲ့စိတ်အတွေးအနယ်မှာအများကြီးဖြန့်ကျက်ထားနိုင်ခြင်းအပြင် မိတ်ဆွေတို့ရဲ့အလုပ်တစ်ခုအနေတစ်ခုလုပ်နေရမျိုးတွေဟာဖြစ်ချင်းတယ်လို့ဖြစ်နေတာမဟုတ်ဘဲနဲ့တစ်ခုနဲ့တစ်ခုဟာဆက်ဆက်နေတယ်ဆိုတဲ့အရာကိုတဲ့မြင်တွေ့လာပါလိမ့်မယ်ဆိုလိုချင်တာကကျွန်တော်တို့ကမ္ဘာလောကကြီးမှာဖြစ်နေတဲ့အရာတွေကအကြောင်းမဲ့ဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့တစ်ခုနဲ့တစ်ခုဟာဆက်ဆက်နေတယ်ဆိုတဲ့အတိတ်ပဲမျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်အဲ့ဒီကြောင့်မလို့မဟာဝဒဘာဘာကြီးကမိတ်ဆွေတို့ကို ဆိုထားတဲ့အဆိုကတော့ကိုယ့်ရဲ့အတွေးအမြင်တွေအားလုံးကိုပို့ပြီးတော့ဖြန့်ကျက်လိုက်ပါအဲ့ဒီအတွေးအမြင်တွေ spiritual နဲ့ပတ်သက်ပြီးတော့ဗောနော်ဖြန့်ကျက်လိုက်ခြင်းအားဖြင့်အရာအားလုံးနဲ့ connection ရသွားလိမ့်မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါကတော့ဒီမာဝတာဘာဘာကြီးရဲ့ message ပဲဖြစ်ပါတယ်အဲ့တော့ဆိုလိုချင်တာကတော့ကျွန်တော်တို့ စိတ်တွေကိုဖွင့်ထားရမယ်။ကိုဖြစ်ချင်တာကိုလုပ်ချင်တဲ့အရာတွေကိုအမြဲတမ်းတွေးတောဆင်ခြင်နေရမယ်ဆိုပြီးတော့ဆိုလိုပါတယ်။အဲ့လိုလုံလိုက်ခြင်းအပြင်မိတ်ဆွေတို့ဟာကိုချိတ်ဆက်ခြင်းနဲ့ University ရဲ့အရာတွေအားလုံးနဲ့ connection မိသွားပါလိမ့်မယ်ဆိုပြီးတော့သူကလမ်းညွှန်ထားပါတယ်။ကျွန်တော်နောက်ထပ်ဒုတိယမြောက်တက်ကတ်ကိုဆက်ပြီးတော့ reading လုပ်ပါမယ်။ဒုတိယမြောက်တက်ကတ်မှာဒီကတ်ကြပါတယ်။ဒီကတ်ကတော့ Sonos ပေါ့နော် Sonos ကအလွယ်ပြောရရင်သူ့ရဲ့တမိုင်းအရဆိုရင်ပေါ့နော်ဒါအင်္ဂလန်ရဲ့အလယ်ပိုင်းဒေတာမျိုးပေါ့နော်အဲ့ဒီဒေတာမျိုးမှာဒီယုံကြည်တက်ဝင်ခဲ့ကြတဲ့နတ်ဖျားတစ်ခုပဲပေါ့နော်နတ်ဖျားတစ်စုပဲဖြစ်ပါတယ်အဲ့တော့သူကဘာကိုစောင့်ရှောက်တာမျိုးဆိုရင်တစ်ပင်တွေတောတောင်တွေတိရစ္ဆာန်တွေပေါ့နော်တဘာဝတရားကိုစောင့်ရှောက်တဲ့နတ်ဖျားဖြစ်တယ်ဒီနေ့အပြင် သူကဘာလို့ message တွေပေးထားလဲဆိုရင် express you are driving passion ဆိုတာကိုဖြစ်ချင်တဲ့ကိုလှုပ်ချင်တဲ့အရာတစ်ခုကိုတဲ့အမြဲတမ်းပေါ်ပြနေပါတော့အဲ့လိုဆိုလိုချင်တာကကျွန်တော်တို့ auto suggestion လိုမျိုးပေါ့နော်ဥမာငါဘာဖြစ်ချင်နေဆိုတာမျိုးကိုအမြဲတမ်းကိုယ့်ရဲ့စိတ်ထဲမှာအားနေတဲ့အချိန်မျိုးပေါ့နော်ကိုစိတ်လွတ်လပ်လို့ဖြစ်နေတဲ့အခြားမျိုးမှာလည်းတွေးတောပြီးတော့လောက်ကင်နေတာမျိုးကိုဆိုလိုပါတယ်အဲ့လိုမျိုး passion များများထားပါဆိုပြီးတော့အသေးပဲရပါအဲ့တော့ကိုဖြစ်ချင်တာကိုလှုပ်ချင်တဲ့အရာကိုစိတ်ထဲမှာပဲအမြဲတမ်း တွေးနေရမယ်ကြံနေရမယ်အဲ့လိုမျိုးတွေးနေကြံနေခြင်းအပြင်မိတ်ဆွေရဲ့ soul လို့ခေါ်တဲ့တနည်းအားဖြင့်ဒီ spiritual တနည်းအားဖြင့်ဝိညာဉ်ပေါ့နော်ကိုယ့်ရဲ့စိတ်ဝိညာဉ်ဟာတဲ့ power တွေပို့ပြီးတော့တက်လာပါလိမ့်မယ်အဲ့တော့ power တက်လာရဆိုနေရမှာ तू ကဘာလဲဆိုရင်ဒီဆွမ်းနာပြောတဲ့အချင်းမှုရေးရာမျိုးတွေအခြားလုပ်ငန်းကံကံနဲ့ဆက်ဆက်တဲ့အရာမျိုးတွေပေါ့နော်အဲ့ဒီအရာတွေအားလုံးဟာပို့မှုတိုးတက်လာလိမ့်မယ် ဲ့လိုတိုးတက်ဖို့အတွက်ကတော့ကိုဖြစ်ချင်တဲ့လုပ်ချင်တဲ့အရာတွေကို auto suggestion ပုံစံမျိုးနဲ့စိတ်ထဲမှာမြဲတွေးနေမယ်လူတွေမရှိတဲ့အခြေအနေမျိုးမှာအမြဲတမ်းရွတ်ဆိုနေမယ်ဆိုရင်မိတ်ဆွေဟာကိုဖြစ်ချင်တဲ့ကိုလုပ်ချင်တဲ့အရာတွေနဲ့ပုံမို့ပြီးတော့နီးကပ်ပြီးတော့ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကလည်းပို့ပြီးတော့မြင့်တက်လာမယ်။ကိုဖြစ်ချင်တဲ့အရာတွေကလည်းဖြစ်မြောက်လာမယ်ဆိုပြီးတော့ဆိုထားပါတယ်။ဒါကတော့ကျွန်တော်ခတ်တူးကိုရေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ဒီမှာဖြစ်ပါတယ်။ နောက်ဆုံးကတ်အနေနဲ့ကျွန်တော်ဒီနံပါတ်3ကတ်ကိုဒီကတ်ကြပါတယ်ဒီကတ်ကတော့ဒီ North Mythology ပေါ့နော် North Mythology မှာသူကအဲချစ်ချင်းတရားတွေပေါ့နော်ပြီးကြရင်ဒီတည်ခြင်းရှင်ခြင်းပေါ့နော်အဲ့လိုအရာမျိုးတွေကိုဒါထိန်းချုပ်တဲ့နတ်သမီးဆိုပြီးတော့ကျွန်တော်တို့ဈာအရတော့ဆိုထားတာပေါ့ဒါကတော့သူ့ရဲ့တမိုင်းလေးပေါ့နော် ဲ့တော့နောက်တစ်ခုက face and cycle face and cycle ဆိုတာမျိုးကဘာလို့ဆိုလဲဆိုရင်တဆင်ချင်းတဆင်ချင်းကိုဖြစ်ချင်တဲ့အရာတွေလုတ်ချင်တဲ့အရာတွေလုတ်သွားခြင်းအပြင်ပုံမှုပြီးတော့တိုးတက်ပြီးဆုံးအောင်မြင်သွားမယ်ဆိုပြီးတော့ဆိုလိုတာအဲ့တော့ဆိုလိုချင်တာကဝုံတိုင်းဆိုပြီးတော့လုံးလို့မရဘူး face တို့ခေါ်တဲ့တဆင်ချင်းတဆင်ချင်းလုံဆောင်ရမယ်ဆိုပြီးတော့ free ရကဆိုထားပါတယ်အဲ့နောက်တစ်ခုသိထားရမှာက free ရကဘာလို့ဆိုလိုလဲဆိုရင် အရာအားလုံးရဲ့အဆုံးနေပေါ့အရာအားလုံးရဲ့အဆုံးနေရတယ်တဲ့တဖန်ပြန်လဲစတင်ခြင်းပဲဖြစ်ပါတယ်အဲ့တော့တစ်ခါလေးမှာဆုံးရှုံးသွားတယ်နင်းနာသွားပြီသွားပြီဆိုရဲအတွေးမျိုးကိုတွေးနေမယ်အစားဒါဟာငါအတွက်ပြီးဆုံးသွားပြီအသစ်တစ်ခုထက်လာတော့မယ်။ဦးကောင်းတဲ့အသစ်တစ်ခုထက်လာတော့မယ်ဆိုတော့အတွေးမျိုးကိုတွေးတော်ခြင်းအပြင်ကိုဖြစ်ချင်တာ ိုလှုပ်ချင်တဲ့အရာတွေဒါမှမဟုတ်ရင်နောက်ထပ်အခွင့်အရေးတွေရရှိလာမယ်ဆိုပြီးတော့ Freya ကနေစိုးထားပါတယ်။အဲ့တော့နောက်ထပ်တစ်ခုကတော့ဆွမ်းနပြောလို့ပြီးဆုံးသွားတာဟာရက်တန့်သွားတာမဟုတ်ဘဲနဲ့အစတစ်ခုဖြစ်တယ်။အဲ့ဒီအစမှာကိုဘာဖြစ်ချင်လဲကိုဘာလှုပ်ချင်လဲဆိုတဲ့အရာတွေကိုတည်တည်ချာချာကိုယ့်ရဲ့စိတ်ထဲကနေပေါ်ထုတ်ခြင်းအပြင်အဲ့ဒီအရာတွေဟာကိုယ့်ရဲ့လက်တကန်းကိုရောက်ရှိလာမယ်ဆိုပြီးတော့ဒီကက်ကက်ဒေးပဲကနေ ဖော်ပြပေးထားပါတယ်။ဒါတော့ကျွန်တော် Kimasa the Light Oracle တွေကိုအသုံးပြုပြီးတော့နတ်ဖျားတွေနတ်ဖျားမတွေထင်ကြရပုံကိုတွေကနေမိတ်ဆွေတို့ဘလို့ message တွေပေးနေလဲဆိုတာမျိုးကိုကျွန်တော်ဂျားတွေကနေစင့်ဘာသာပြန်ပေးထားတာပဲဖြစ်ပါတယ်။အားလုံးပဲအစီအမြဲလို့မျှော်လင့်နေတယ်။ကျွန်တော်နောက် reading တွေမှာလည်းဆက်ပြီးတော့တွေ့ကြပါမယ်။ကျေးဇူးတင်ပါတယ်။